1950ခုနှစ်ဂျွန်လဒုတိယကမ္ဘာစစ်ကြီးအပြီး9နှစ်အကြာတောင်ကိုရီးယားနိုင်ငံကရွာငယ်လေးတွေမှာဆိုးလို့အမြင်ရတဲ့ကလေးမလေးအတွက်သူမမိဘတွေကတစ်သားဆက်ပိန်းလေးကိုလက်ဆောင်ပေးရင်လိုက်နေနေကြပါတယ်။ဒီအချိန်လေးရင်ဘုံကျဲတံတွေကြောင့်ကလေးနဲ့ဇနီးကိုထားပြီးကျူးကျော်လာတဲ့စစ်သားတွေကိုဖားခင်ဖြစ်သူကတောင်းပန်မှုကြိုးစားနေပါတယ်။မိခင်ဖြစ်သူကတမိငယ်ကိုဒီမှာပဲတိတ်တိတ်လေးနေဖို့နဲ့အောင်ငုံနေအဖေတို့အမေတို့နဲ့ထတ်တွေ့ရမှာမဟုတ်ဘူးလို့ချော့ရင်ထားခဲ့ပါတယ်။ဒါကြောင့်ကြောင်းမတ်ဖွယ်အော်ဟစ်တံတွေတနတ်တံတွေကြားမှာတိတ်တိတ်လေးခိုးငုံနေခဲ့ပါတယ်။ဒို့ပေမဲ့38 နင်းနိုင်နယ်သက်ထံကကျူးကျော်ဝင်ရောက်လာသူမြောက်ကိုရီးယားစစ်သားတွေဟာလူအလုံးကိုတတ်ခဲ့ပြီးအရာအားလုံးကိုလည်းဖျက်ဆီးသွားခဲ့ပြီးဖြစ်ပါတယ်။ထိုအချိန်ကာလနဲ့တန်းတူတူရကီနိုင်ငံမှာနေထိုင်ကြတဲ့ဆူလီမန်တို့စစ်သားတိုက်ဟာသူတို့မျှပွေလို့ရမယ့်မိကလေးတွေထွက်လာမယ့်အချိန်နဲ့တိုက်ခါအမိသွားနေကြပါတယ်။ဆူလီမန်ရဲ့ရင်ငန်နေသူနူရန်ကတူရကီတပ်တွေကိုရီးယားကိုတွားရမယ်ဆိုတဲ့သတင်းပြောပြနေတဲ့တငယ်ချင်းဖြစ်သူကိုတားဆီးလိုက်ပြီးကောလိပ်ကျောင်းစင်ပညာတတ်တွေကတော့လိုက်မတွားရတော့ပါဘူးလို့ရေးကြွနေပါတယ်။ချီလင်တပ်မှ39ထံတာဝန်ချိန်တွင်ရောက်လာသူဆူလီမန်အား သူ့အရာရှိကထိုင်ငိုင်းလိုက်ပြီးကိုရီးယားကိုစေလွတ်ဖို့တည်ရင်တည်ရင်စီစဉ်သားပေမဲ့စစ်ကူတွေထပ်ပို့ဖို့အမေရလာတဲ့အတွက်မင်းလိုအရေးချင်းရှိတဲ့စစ်သားကိုတာဝန်ပေးကျင်တယ်ဆိုတဲ့အခါကြည်ကျင်နဲ့နဲ့တာဝန်ထမ်းဆောင်မယ်ဆိုတာကြောင့်စောင်းနေမယ်လို့ရှိရင်နှုတ်ဆက်ဖို့မှာလိုက်ပါတယ်အတူထိုင်နေကြတဲ့တငယ်ချင်းတွေဟာစစ်ပွဲတွေသွားမဲ့အင်ဂျင်နီယာတက်ကဆူလီမန်ကိုစစ်ပွဲအလဲရောက်နေမှာစိတ်ပူပေးနေကြပါတယ်တောင်နှင်းမြောက်ကိုရီးယားသားတွေဟာရုပ်ချင်းစင်တူကြသူတွေမို့လူကိုကြည့်ပြီးမဆုံးဖြတ်ရန်စိုးရင်တကြီးမှာနေကြပါတယ်အတူလိုက်သွားမယ်ဆိုတဲ့အာလီကလူတက်နေတဲ့ကွန်မြူနီကောင်တွေလက်ထဲကနေဆူ ူလီမန်ကိုကာကွယ်ဖို့တူပါလိုက်တော့မှဖြစ်ကြောင်းဝင်ပြောပါတယ်။ထွေထွေထူးထူးမိသားစုဝင်နေတဲ့အတူမရှိတဲ့ဆူလီမန်အတွက်သူချစ်ရသူနူရန်ကိုနှုတ်ဆက်ဖို့ချိန်ဆပေးရန်ပြောလိုက်ပါတယ်။စစ်သားတယောက်အနေနဲ့သူ့နိုင်ငံဤသူသူချစ်ခင်ရတဲ့နူရန်နဲ့တွေ့တွေ့တဲ့အခါစစ်ပွဲနဲ့မသက်ဆိုင်တဲ့ဆူလီမန်ကိုတားဆီးနေတော့လေနိုင်ငံကလူရီရောနိုင်ငံကပါအလိုရှိနေချိန်မှာသူမငင်းနိုင်ဘူးလို့ပြောပြတော့အယံဝေးလုံးတဲ့နေရာကိုသူမကိုထားပြီးသွားတော့မလို့လားလို့ငိုယူနေခဲ့ပါတယ်။ဦးလေးတယောက်ရှိတော့လေခိုးကိုးစရာဆူလီမန်သာရှိတဲ့နူရန်ဟာဆူလီမန်အပေါ်မိခိုရှင်သန်ခဲ့သူမို့ မကိုမေ့မသွားရန်မှားလိုက်ပါတယ်မာရက်စတေသားမှာရှိတဲ့မိသားစုထံစာရောက်လာတော့အိမ်နီးချင်းကောင်မလေးနီမတ်ကဖတ်ပြပါတယ်ကိုရီးယားကိုလိုက်သွားရမယ်ဆိုတဲ့တားဖြစ်သူကြောင့်မိဘနှစ်ပါးဟာစကားတခုမှမပြောနိုင်အောင်ငြိမ်သက်သွားကြပါတယ်တားမရှိတဲ့အချို့မိဘတွေကတော့ကဘာတစ်ဖက်ချမ်းကနောက်ထပ်ဆက်ပွဲကြီးအတွက်သူတို့သားကိုသာထိုနေရာပို့ပေးနိုင်ခဲ့ရင်ဂုံယူမိမယ်လို့ရည်ရွနေကြပေမဲ့နီမတ်ဆိုတဲ့ထိုမင်းကလေးဟာဆူလီမန်ရဲ့ခရီးလမ်းဖျောက်ပြူးပါသေးလို့ဖျားသခင်ထံတိုင်တယ်ဆုတောင်းနေပါတယ်ဒီလိုနဲ့တူရကီတပ်သားတွေရဲ့ခရီးဟာသူတို့မွေးရမြေမျိုးနဲ့တဖြည်းဖြည်းဝေးကွာလာခဲ့ပါတယ်တခါ ာမှမမြင်ဘူးမတွေ့ဘူးတဲ့ဒသိန်းလေးကိုကူညီဖို့ထွက်လာရတဲ့ခီးကြမှာကဘာကြီးကဘလောက်ကျယ်ဝန်းကြောင်းအချစ်ရသောနူရန်နဲ့တရွတ်ရွတ်ဝေးလာမှတီတော်မှသူတို့နှစ်ဦးရဲ့အချစ်တူးတွေကိုတီလာရပြီမို့ကြောက်ရွံ့ခြင်းရှိမနေပဲနှစ်ယောက်တူကဘာကြီးကိုရင်ဆိုင်နိုင်ဖို့စိတ်ထားကောင်းတဲ့အချစ်သာရှိပါသေးလို့စာရေးလိုက်ပါတယ်မိဘတွေစီကိုလည်းအမေရိကန်တွေရဲ့အစားအသောက်တွေကထူးဆန်းတဲ့ထင်ရပေမဲ့ကောင်းမွန်စွာစားသောက်နေကြောင်းနဲ့တငယ်ချင်းတွေထံကိုလည်းအမေရိကန်တွေသင်ပေးတဲ့စစ်ပြူဝါတွေအကြောင်းစာရေးဖြစ်ခဲ့ပါတယ်တရက်သူတို့တက်မှတ်38အတွင်းကမိဆတ်ဆိုတဲ့ဗိုလ်တယောက်ဟာဒီဇယ်ဘယ်လိုယူလို့ရလဲ ဲဆိုတာနဲ့အခန်းထဲမှာတညလုံးကြိုက်နေတဲ့ပရွက်စိတ်တွေကိုထိုဒီဇယ်နဲ့ရှင်းလင်းပြမယ်ဆိုတာကြောင့်ပရွက်စိတ်တွေကိုတတ်ဆရာမလို့ပဲအစာရှာဖို့သူတို့လောက်သူတို့လောက်နေကြတာမို့အစာကျွေးပြီးအတူရှင်တွဲနေထိုင်တတ်အောင်ပြန်လဲဆုံးမသွားတဲ့ဆူလီမန်ကိုကြည့်ကပရွက်စိတ်ကိုတော့မတက်ရက်တဲ့ကောင်တော့စစ်ထဲပါလာပြီလို့ရေရွတ်လိုက်ပါတယ်ဆူလီမန်ရဲ့တငယ်ချင်းအာလီယာကျူးကျော်လာတဲ့ community တွေကိုတတ်ဖို့စိတ်ပိုင်းဖြတ်ထားပြီးတကယ်လဲလက်ဖြောင်းတက်သားဖြစ်ပေမဲ့ community လိုခံယူထားသူမိဆက်နဲ့ပဏာမသိမ့်သူဖြစ်ပါတယ်ဒီလိုနဲ့အเจ้าရအသေးစိတ်နဲ့သူတို့သွားနေတဲ့ခရီးရဲ့မြေပုံချမ်းကိုပါထည့်ဆွဲပြီး တလားလောက်သာကြာမဲ့ခီးကမကြခင်ပြန်ရောက်လာတော့မှမို့စိတ်မပူရန်ခြေရသူထံမှာနေပါတယ်တူရကီတို့အတွက်ဖြူဟာခင်းချင်းနဲ့ဆက်စင်ရေးအကြောင်းသင်ယူပြီးချိန်မှာတော့တက်ဆိုင်ရဘာသာရေးလိုက်ဖုံးတော်ကြီးတွေဘာသာရေးဆရာတွေပင့်ဆောင်ကရန်သူကိုအမြဲတမ်းတတ်နေနိုင်မှာမဟုတ်တာကြောင့်မတော်တဆတည်ဆုံးသူတိုင်းအတွက်ဘာသာရေးတိုင်းမြုံနိုင်권ရဖို့ရုတ်ဖတ်မှာဖြစ်ကြောင်းမိဆက်ကရှင်းပြပါတယ်1950ခုနှစ်အောက်တိုဘာလတောင်ကိုရီးယားနိုင်ငံရဲ့ဘူဆန်စိတ်ကမ်းထံတူရကီစစ်သားတွေရောက်လာတဲ့အခါတောင်ကိုရီးယားပြည်သူတို့ကလှိုက်လိုက်လဲလဲကြိုဆိုခဲ့ပြီးကျေးဇူးတင်ကြောင်းအော်ဟစ်နှုတ်ဆက်ကြပါတယ်ဆို လီမန်တို့အဖွဲ့ဟာဘူဆန်ရဲ့မြောက်ဘက်95ကီလိုမီတာအကွာမှာရှိတဲ့ဒဲဂူမြို့ထံဆက်လက်ချီတက်သွားကြပါတယ်။ဒဲဂူရဲ့ခြေစိုက်စခန်းမှာတော့ကျူးကျော်လာသူမြောက်ကိုရီးယားတို့ကို UN နဲ့မဟာမိတ်တို့ကနေသတ်ထိတိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီးတောင်ကိုရီးယားကိုကျူးကျော်စစ်ရန်ကကာကွယ်ပေးခဲ့ပြီလို့အသိပေးပါတယ်။အခုတစ်ခေါက်နောက်ဆုံးဆက်စင်ကြီးအဖြစ်နေသတ်နီးကကူနူရီဆိုတဲ့မြို့ထံသွားကတူရကီတပ်တွေရဲ့ပထမဆုံးတိုက်ပွဲအဖြစ်နောက်ဆုံးဆက်စင်ကြီးဆောင်ရွက်ရမယ်လို့အမိန့်ထုတ်ပါတယ်။လမ်းတစ်လျှောက်မိစ္ဆာတို့ရဲ့ဖျက်ဆီးမှုကြောင့်အိုးမဲအိမ်မဲသွန်းခွာပြေးကြသူတွေမိခင်ရဲ့အလောင်းပေးမှာငိုယိုနေကြတဲ့ကလေး းတွေနဲ့မိဟုံးတောက်လောင်နေတဲ့အပြစ်မဲ့ပြည်သူတို့ရဲ့အိုးအိမ်တွေကြောင့်ဒီစစ်ချင်းကြီးဟာကြီးကျယ်မြင့်မြတ်မှုတစ်ခုလို့ဆိုပါတယ်ဒီခရစ်မတ်ကာလကျော်လွန်တာနဲ့အိမ်ပြန်လို့ရပြီလို့ပြောဆိုနေတော့လေနေရာနှံ့ချထားတဲ့ပူပေါင်းတိုက်ရင်တွေကတော့အသိပြင်းနေကြပါတယ်ကွန်မြူနတီတွေကိုအမဲလိုက်ခြင်းနဲ့အာလီနဲ့ကွန်မြူနတီတယောက်ဖြစ်ခံယူထားသူမီဆက်တို့စကားများရန်ဖြစ်နေကြစဉ်ရန်သူဘက်ကအလင်းငိုက်လေကြောင်းတိုက်ခိုက်တာခံလိုက်ရပါတယ်ကိုလုတ်ကိုဘေးကင်းအောင်စနစ်တကျတောင်းဝင်ယူရင်အိမ်ပြန်ရမယ့်ရက်ကိုစောင့်နေရုံလို့သိထားကြပေမဲ့ရန်သူလီတဲရဲ့တိုက်ခိုက်မှုဟာထိုစကားနဲ့များစွာဆန့်ကျင်နေပါတယ် ယ်။အခြေပေါ်အခြေအနေမှာထောက်ဖို့တမကိုထန်ဆက်သွယ်ရမှာဖြစ်ပေမဲ့ဆက်သွယ်ရေးလိုင်းနေပြတ်တောက်သွားတဲ့အတွက်လူကိုယ်တိုင်သွားရင်ဆူလီမန်ကကာမောင်သမားအဖြစ်မိဆက်ကဘာသာပြန်ဖြစ်လိုက်နိုင်ကြောင်းသတင်းပို့ပါရယ်။တူရကီမှာတော့သူတို့အမျိုးကောင်းသားလေးတွေကိုရီးယားကိုမရောက်ခင်မှာပဲစစ်ပွဲကပြီးနစ်နေပြီလို့ရေးထားတဲ့သတင်းစာကြောင့်နူရန်တို့တငယ်ချင်းတွေဟာပြန်ရောက်လာကြမဲ့သူတို့ချစ်ရသူတွေထံကလက်ထပ်ခွင့်တောင်းမှကိုမျှော်လင့်ရင်မင်္ဂလာဝတ်ဆုံးရွေးဖို့ပြင်ဆင်နေကြပါရယ်။တမကိုထန်သတင်းပို့မဲ့ဆူလီမန်တို့အဖွဲ့သားတွေဟာကားတစ်စီးကိုမင်းမဖွင့်မဲ့ဖြင်းချင်းသွားမောင်းလာကြပါရယ်။အတူလိုက်လာတဲ့ ုံမူကတည်င်းပို့ဖို့အရေးကြီးနေတာမို့မီးဖွင့်ပြီးအချိန်တင်ဖို့အမိတ်ပေးပါတယ်။မီးဖွင့်လိုက်တာနဲ့တပြိုင်နက်ပခုံးထမ်းလောင်ချာနဲ့အသင်းချိန်ရွယ်နေတဲ့ရန်သူကြောင့်ကားတွေကအလင်းမြန်ခုန်ချလိုက်ရပါတယ်။ဆူလီမန်ရဲ့တငယ်ချင်းအာလီယာလောင်ချာသမားနဲ့သူ့အုပ်ထုပ်ကိုပြစ်ခတ်နေတဲ့လက်ဖြောက်တပ်သားတို့ဟာပစ္စတိုတလန့်နဲ့ရဲရင်စွာဖြည့်ရှင်းလိုက်ပါတယ်။ကားလန်တိုင်းသွားတာဟာရန်သူပြစ်ကွင်းထံတိုးဝင်နေသလိုမို့တော်လန်ကသွားနေစဉ်ရန်သူရဲ့လက်ချက်နဲ့တိုက်ဆုံးနေကြပြီဖြစ်တဲ့မိန်းမတွေခလေးတွေရဲ့အလောင်းတွေကြောင့်ပတ်ဝန်းကျင်ကိုတတိထားချင်းကပ်လိုက်ပါတယ်။ကြီးတွားတန်လို့လို့ငိုတန်လို့လို့ကြားနေရ ရတာကြောင့်စကားလေးနေတဲ့ PP ကတနတ်တစ်ချက်လောက်ပြစ်လိုက်ရင်ထွက်လာလိမ့်မယ်လို့အကြံပြုတော့လဲရန်သူကိုမကျေညာချင်တာကြောင့်ဆူလီမန်ကသူသွားစစ်ကြည့်မယ်ဆိုကရှေ့တက်သွားပါတယ်ပုံမူပြီးပြင်လာတဲ့အတန်ကရှေ့တက်တဲ့ကမှုထပ်မံတိုးကြည့်လိုက်တဲ့အခါအလောင်းလေးလဲမှာအသက်ရှင်နေတဲ့ကလေးငယ်လေးတဦးကိုမြင်လိုက်ရပါတယ်အနီးကပ်ပြီးကလေးငယ်ကိုခေါ်တဲ့အခါကြောက်လန့်နေတဲ့ကလေးငယ်ကအသက်မဲ့နေတဲ့ခန္ဓာတစ်ခုမှလက်ကိုကျင့်နေအောင်ကင်ဆွဲထားပါတယ်ဘာသာစကားချင်းမတူကြပေမဲ့အန်နီရဲ့ပြုတ်ဝံမပြတဲ့ဆူလီမန်ရဲ့လက်ထဲအရောက်မှာတော့ကလေးငယ်ဟာအာကိုတကြီးဖန့်ကိုပါတော့တယ်ကလေးချီပြီးထွက်လာတဲ့ဆူလီမ မန်ကိုဘုံမူးကခလေးခေါ်လာရင်ပုံနောက်နေမယ်လို့တတိပေးခဲ့တော့လေအာလီနဲ့အခြားတပ်သားတွေကခလေးငယ်တယောက်တည်းကိုဒီမှာမထားခနိုင်ဘူးလို့ဝိုင်းပြောတာကြောင့်ခေါ်ခဲ့လိုက်ပါတယ်ဒီလိုနဲ့တပ်မကိုအခြေဆိုင်ခန်းကိုရောက်တော့ခလေးငယ်ဟာတောင်ပိုင်းကလာမြောက်ပိုင်းကလာလို့မိကွန်းထုတ်နေတဲ့ပီပီကိုစကားများနေရာထက်ဘိုက်စာနေလောက်မဲ့ခလေးအတွက်နှုတ်ဖြစ်ဖြစ်သွားရှာရင်အာလီကမှားလိုက်ပါတယ်ကြောက်လန့်ပြီးဘာစကားမှမပြောတဲ့ခလေးမလေးကိုအာလီနဲ့ပီပီတို့ကတယောက်တစ်မျိုးအမိဝိုင်းပေးနေကြစဉ်ဆူလီမန်ကမျက်နှာဝိုင်းဝိုင်းလေးနဲ့လိုက်အောင်အောက်မှာသူရှာတွေ့ခဲ့တဲ့ခလေးမျိုးအိုင်လာလို့အမိပေးလိုက်ပါတယ် ်။အမေရိကန်တို့ကိုယ်တိုင်မြောက်ကိုရီးယားနဲ့ပြီးပြပြီထင်တဲ့စစ်ပွဲဟာနောက်ကွယ်ကအထောက်ပံ့ဝင်ပေးလာတဲ့တရုတ်တို့ကြောင့်ပိုကြီးတဲ့စစ်ပွဲအသွင်ပြောင်းသွားပါတယ်။စစ်အေးကာလမှာတောင်ကိုရီးယားကို UN နဲ့အမေရိကန်တို့ကကူညီပေးနေပြီးမြောက်ကိုရီးယားတို့ဘက်ကတော့ကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ဆိုဗီယက်နဲ့တရုတ်တို့ကအထောက်ပံ့ပေးနေပြီဖြစ်တဲ့အတွက်မြောက်ကိုရီးယားတရုတ်နယ်စပ်ဟာကြိုတင်စီစဉ်ထားတဲ့စစ်စီရေးတစ်ခုနဲ့အသိပြင်ရတော့မှာဖြစ်ပါတယ်။အဲဒီနောက်အိုင်လာလေးကိုဂယူဒစိုက်ချီရင်ထွက်သွားကြတဲ့တူရကီစစ်သားတွေအားတကယ်စိတ်ထားကောင်းတဲ့လူတွေအဖြစ်အမေရိကန်တို့ရည်ရွယ်နေကြပါတယ်။နာမည်ကျော်ပိုချုပ်ကြီးမက ကာတာကိုရိုင်ဒီကိုရီးယားစစ်ပွဲအတွက်တကဘာလုံးကိုအကူအညီလိုက်တောင်းခဲ့တဲ့အထက်မှာတူရကီနိုင်ငံကပရမသုံးလက်ခံပူးပေါင်းခဲ့တာဖြစ်ပြီးစစ်ပွဲကြီးပြီးဆုံးခဲ့ရင်စာအုပ်တွေထဲဂုံယူစွာဖော်ပြခံရတာသူတို့ပဲဖြစ်ရမယ်လို့ပြောမှုပါတယ်။အဲ့ဒီနောက်အခြေဆိုင်ရာကူညူရီစကန်စီပြန်လာတဲ့လမ်းမှာလန်ကီအခြေအနေကိုစစ်ဆေးဖို့လိုနေရာကြောင့်ဆူလီမန်ကဆင်းမှုပြင်တဲ့အခါအိုင်လာကဆွဲထားတာမှုမီဆက်ကပဲဆင်းသွားလိုက်ပါတယ်။ဒီတော့အိုင်လာကိုဘိုက်စာပြီလားလို့မေးကနိုးပလင်းထုတ်ပေးပေမဲ့မတော့ရဲပုံပေါက်နေရာကြောင့်အရင်တော့ပြရင်နိုးရီဖိတ်ကြကုန်တဲ့ဆူလီမန်ကိုအိုင်လာကသဘောကျသွား ာရည်နေပါတယ်။ကိုညူရီထံပြန်သွားဖို့အရေးပေါ်အမိတ်ရထားတာကြောင့်လမ်းကြောင်းကျွမ်းကျင်သူထံကအကြံဉာဏ်ယူကထွက်ဖို့ပြင်ပေမဲ့ကားဆက်နိုးမရတာနဲ့မကန်းနဲ့တမဆူလီမန်ရဲ့တာဝန်ဖြစ်လာပါတယ်။သူ့ကိုဖတ်ထွက်နေတဲ့အိုင်လာကိုဘုံမှုဆူတာခံရမှာဆိုလို့2မိနစ်လောက်ပဲစောင့်ရံပြောနေပေမဲ့မရတဲ့အတွက်ကလေးထိမ့်မှလာအလုံးလုံးမှလာလို့အမေးခံရပါတော့တယ်။ကလေးလိုင်းနောက်ရှက်နေတာမခံရအောင်အခြားကိုရီးယားတပ်သားတယောက်နဲ့စောင့်ကြည့်ပေးမယ်ပြောတဲ့အခါအိုင်လာကအနောက်ရှက်မပေးပါဘူးလို့သာပြန်ဖြေလိုက်ပါတယ်။အဲ့ဒီနောက်ပြန်နေတဲ့ကားကိုနောက်ချန်ပြီးအခြားကားတွေကအရင်ထွက်သွားပြီးမို့သူ့တဲ့ငယ်ချင်းအာလီ ီကိုခလေးခဏကြည့်ခိုင်းလိုက်ပါတယ်ခဏကြာကားလဲပြင်ပြီးသွားပြီမို့သူ့ကိုနာယူဝက်လောက်မျက်နှာမလွယ်ပဲစိုက်ကြည့်နေတယ်ဆိုတော့အိုင်လာကိုလှမ်းခေါ်တဲ့အခါခလေးကိုကောက်ချီလိုက်တဲ့ကိုရီးယားစစ်သားရဲ့ခေါင်းကိုကြည်ထိမှန်သွားပါတယ်အမြင့်ကခြုံကိုတိုက်ခိုက်နေတဲ့ရန်သူကြည်စံတွေကြားမှာအိုင်လာကိုအနယ်ကင်းမဲ့နေရာထံပို့ပြီးကြားသလောက်ခံပစ်နေပေမဲ့အင်အားများလွန်းလာကြောင်းခေါင်းပေါ်မရဖြစ်နေပါတယ်တခုခုလုံးမဖြစ်မယ်လို့အော်နေတဲ့အာလီကြောင့်သူ့ကိုကာပစ်ပေးရမှာကအိုင်လာရဲ့နှုတ်ပလင်းနဲ့ကားစိတ်တွေဖြည့်ပြီးအဝိစားနဲ့ပတ်စည်းလိုက်ပါတယ်အာလီထံကလက်ပစ်ပုံတစ်လုံးကိုပါတောင်းယူခဲ့ပြီးထိုပြင်း ထန်တဲ့မီးလောင်ပုံးကိုကားဘိန်းထန်ညက်ခါရန်သူချိရတန်လှိတ်လိုက်တာနဲ့အာလီကချိန်ပြစ်လိုက်ပါတယ်။အဲ့ဒီပောက်ခွဲတန်ကိုရှေးကကြုံထွက်သွားတဲ့တပ်သားတွေကြားပြီးနောက်ရင်ပြန်လှည့်လာပါတယ်။နှစ်ဖက်စလုံးကညက်ဆင်းလာတဲ့ရန်သူတွေဟာသူတို့ရှိရထန်အနီးကဝင်တိုက်ခိုက်ဖို့ပြေးလာနေကြပြီမို့ဆူလီမန်ကလက်ကျန်ဒက်စီတွေကိုအဟန့်တာပြုတ်ဖို့လောင်းလိုက်ပါတယ်။မီးရှို့ဖို့ပြင်နေတဲ့ဆူလီမန်ဟာသူ့ကိုလုံထွေးတပ်ပုတ်လာတဲ့ရန်သူစစ်သားတွေကိုပြန်လည်ခုခံခဲ့ပြီးအချိန်မီမီးရှို့ဟန့်တားနိုင်ခဲ့ပေမဲ့ဒါနဲ့အထိုးခံလိုက်ရပါတယ်။ဒီအချိန်နောက်ပြန်လှည့်လာတဲ့စစ်ကူတွေကြောင့်သူ့အသက်လည်းအန္တရာယ်ကင်းသွားသလိုအိုင်လာ လေးကိုလည်းအထီးကိမ်းမရှိကာကွယ်နိုင်ခဲ့ပါတယ်။တူရကီမှာတော့စစ်ပွဲပြီးသွားပြီလို့ကြေညာပြီးမှစစ်ပြန်ဖြစ်နေပြီးအင်ဂျင်နီယာတပ်ရဲ့တပ်သား20ရာခိုင်နှုန်းလောက်အထီးကိမ်းရှိခဲ့ကြောင်းရေဒီယိုကကြေညာနေပါတယ်။၅ရောက်မှတယောက်နှုန်းကျဆုံးခဲ့ပြီဆိုတဲ့သတင်းကြောင့်ဆူလီမန်ရဲ့မိဘတွေလည်းစိုးရိမ်စွာဆုတောင်းနေရသလိုအင်အားကြီးတရုတ်တို့အထောက်ပံ့ပေးလာတဲ့ကွန်နိုရီနယ်စပ်တိုက်ပွဲမှာဆူလီမန်ရောက်နေတဲ့ဆိုတဲ့သတင်းကြောင့်နူရန်ထိတ်လန့်သွားပါတယ်။အေးခဲနေတဲ့ယာစီဦးတို့နဲ့အတူဒန်ယာရီနဲ့တတိလက်ရာကပြန်နိုးလာသူဆူလီမန်တယောက်သူ့နားမှာအိတ်နေတဲ့အိုင်လာကိုတွေ့လိုက်ရပါတယ်။အာလီကတော့စပ်ပ ပြင်သမားအဖြစ်လိုက်လာပေမဲ့ဂျန်သူတအုံဓမ္မကြီးကိုလက်ဆွန်ပြခဲ့တဲ့ဆူလီမန်အကြောင်းအော်ဂျီရဲ့ကျဲချီဂျူရင်စားနောက်နေပါတယ်။သူကုသမှုခံယူနေတဲ့ကလေးကအနာဂတ်မခွာပဲစောင့်နေတဲ့အိုင်လာကိုဘေးလူတွေကလည်းအံ့ဩနေကြပါတယ်။ကိုရီးယားလူမျိုးကလေးငယ်တယောက်ကိုကိုရီးယားတို့ဘက်ကပြန်ခေါ်သွားခြင်းနေပြီးအကြောက်ကန်ညင်းနေတဲ့အိုင်လာကြောင့်ဘုံမူကဌာနချုပ်နဲ့ပြောမိမယ်လို့ညှိနှိုင်းခဲ့ပါတယ်။ကိုရီးယားတို့ဟာလည်းသူတို့အတွက်ကဘာတစ်ဖက်ချမ်းကရောက်လာပြီးစစ်တိုက်ပြီးနေတဲ့အပြင်သူတို့ကလေးတွေကိုပါဝင်းတော့ဝင်ဖို့ဖြစ်စေတဲ့အထိထိမ့်သိမ်းထားရရင်မသိမ့်တော်ဘူးလို့မှတ်ယူထားပေမဲ့လောလောဆယ်ကလေး းတွေအတွက်ဘေးကင်းရာအဆောက်အဦလည်းမရှိသေးတာကြောင့်အလင်းစလိုစုဆောင်းမှုမလုပ်ရန်ဆုံးဖြတ်လိုက်ပါတယ်။တူရကီတို့ဘက်မှာတော့ကိုနိုရီနယ်သက်ကဆူလီမန်ရဲ့လုံရက်ကိုအတိမပြုတ်ပေမဲ့စစ်မြေပြင်မှာကလေးတယောက်ကိုစောင့်ရှောက်ဖို့ကမသင့်တော်တာမို့ရပ်ပိုင်တွင်ကိုရီးယားထံပြန်အပ်ဖို့အမိန့်ပေးနေပါတယ်။သူစေးုံတက်နေတဲ့အချိန်တွင်းမှာတော့သူ့အနာကမခွာတဲ့ကလေးကိုဘလို့ပြန်ပို့ရမလဲမေးတော့တန်ရောစင်တွေ့နေတာကဆူလီမန်အတွက်ရောကလေးအတွက်ပါမကောင်းတာမို့အခြားတယောက်နဲ့လွှဲပြီးတာဝန်ပြန်ထမ်းဆောင်မှုမှာပါတယ်။ဒါပေမဲ့ကိုနိုရီနယ်သက်တိုက်ပွဲမှာတူရကီတို့ကြောင့်တရုတ်တွေပြန်လဲဆုတ်ခွာသွားတဲ့ တဲ့ကိစ္စအပေါ်တောင်ကိုရီးယားဘက်ကကျေးဇူးတင်တဲ့အနေနဲ့သူရဲကောင်းစုရစိတ်ချီးမြှင့်လိုက်မယ်လို့အသိပေးပါရယ်။တက်ချက်စာတက်ဆိုသူကအိုင်လာပြင်းမနေအောင်သူစူးစမ်းပါမယ်ဆိုတာကြောင့်ကလေးကိုအပ်ခဲ့ပေမဲ့အိုင်လာကတော့သူ့နောက်တကောက်ကောက်ရှောက်လိုက်နေပြန်ပါရယ်။စာတက်ကစားပြနေတာကိုသဘောချနေတဲ့အိုင်လာဟာမိဘတွေအသက်ခံလိုက်ရတာကိုတော့သိပုံမရတဲ့ငါးနှစ်အရွယ်ကလေးတယောက်ဖြစ်နေပါရယ်။ဘလို့ပဲတန်ရုံးစင်ဖြစ်မယ်ပဲပြောအိုင်လာကတော့ဆူလီမန်ရှိမဲ့နေရာကိုသာလိုက်ဖို့အမြဲစူးစမ်းနေပါရယ်။တူရကီတို့ကိုဂုံပြုတ်မဲ့အခမ်းအနားမှာဆူလီမန်ဟာမိဘတွေနဲ့ချစ်ရသူနူရန်ကိုပြန်ပို့ ို့ရန်အာလီကိုဓာတ်ပုံရိုက်ခိုင်းခဲ့ပါတယ်။တောင်ကိုရီးယားတို့အနေနဲ့အမေရိကန်အပြင်တူရကီနိုင်ငံဟာလည်းသူတို့ရဲ့မိရင်ဆိုရင်အဖြစ်သတ်မှတ်ခါဂုံပြူတစ်စိတ်ချင်းမြင့်နေတဲ့အိုင်လာတယောက်ထိုအခမ်းအနားထံပြေးဝင်လာပါတယ်။ဗိုလ်ချုပ်ကြီးကိုရာကိုရိုင်းကဖော်ရွေကျင်နာတတ်တဲ့တူရကီစစ်သားတွေရဲ့လက်ထဲမှာအိုင်လာကိုသူမမိဘတွေနဲ့ပြန်မဆုံမချင်းစောင့်ရှောက်ခွင့်ပြုမယ်လို့ညှိနှိုင်းထားပြီးဆိုတဲ့အတွက်ထိုမိဘမဲ့ကလေးလေးဟာဆူလီမန်နဲ့နေထိုင်ခွင့်ရသွားပြီဖြစ်ပါတယ်။စစ်မြေပြင်မှာသိုးတစ်စိတ်တွေအပြင်ကလေးလေးတယောက်ကိုပါမွေးစားခွင့်ရခဲ့ပြီးတန်းကျမ်းမှာရှိနေတဲ့အကြောင်းမိဘတွေနဲ့နူရန်စီစ ာရေးပို့ခဲ့ပါတယ်။နူရန်ကတော့ထိုကလေးငယ်အတွက်အသက်ဆုံးသွားနိုင်တဲ့သူမရည်သားကိုအလွန်စိတ်ပူနေခဲ့ပါတယ်။1952ခုနှစ်ဇန်နဝါရီလနှင်းနေတဲ့အတူအေးခဲလာပြီဖြစ်တဲ့ရာသီဥတုကြောင့်ဘုံမူဟာသူ့မိမထံကမှားလိုက်တဲ့ပစ္စည်းတစ်ခုကိုဆူလီမန်စီပေးခဲ့ပါတယ်။ထိုအထုပ်ကိုဖွင့်ကြည့်တော့အိုင်လာအတွက်အနှွေးတယ်နဲ့ဖနက်တီးရန်ဖြစ်နေပါတယ်။တစားတစားနဲ့တူရကီစစ်သားတွေကအိုင်လာဆိုတဲ့ကလေးလေးနဲ့အသားကျတန်ရုံးစဉ်တွေ့လာကြပါတယ်။ဆူလီမန်နဲ့အိုင်လာတို့ကတော့တယောက်နဲ့တယောက်ခွဲထုတ်လို့မရအောင်အမြင့်တွေ့လာပြီဖြစ်ပါတယ်။အိုင်လာဟာညအိပ်တီထီဆူလီမန်ရဲ့နာ ားမှသာအိတ်ချင်နေရကြောင်းအိယာတသက်ခွဲပြီးကထိုနေရာမှာသာအိတ်ဖို့အမူယာနဲ့ဖြောင်ပြနေရပါတယ်။တူရကီတို့ကလည်းစကမ်းမှာရှာရှာပပရောက်လာတဲ့အိုင်လာလေးကိုအသာသာရရပသာပေးပြီးချစ်ခင်အလိုလိုက်ကြပါတယ်။တညအိတ်ပြော်နေတုံမိုးချိတ်တန်ကြောင့်နိုးလာတဲ့အိုင်လာဟာဘေးကအာလီကိုတိတ်တိတ်နေဖို့အချက်ပြပြီးဆူလီမန်ရဲ့အနားမှာဝင်အိတ်နေခဲ့ပါတယ်။1952ခုနှစ်မတ်လစစ်ရေးလေးကျင့်ကြိမ်တွေနမတ်စစ်မတ်ချိန်တွေကိုအမဲတီးတွေ့လာသူအိုင်လာဟာတူရကီလိုရီထပြောလာပြီးဘုံမူရဲ့တပ်စုအခြေတွင်စစ်သားအမူအရာနဲ့တယုတ်ပြခဲ့ပါတယ်။တူရကီ စကားကိုစပြောတက်လာပြီးနောက်ပိုင်းမှာအိုင်လာဟာကိုရီးယားစာအုပ်တွေပတ်လှည့်လာနေပြီးမို့သူတို့နားလဲတဲ့တူရကီပညာရေးကိုတင်ပေးပါတယ်။ကလေးပေါ်နားလဲသူဆူလီမန်တယောက်မိသားစုပုံပါရာနဲ့ကြော်ပစ်ခဲ့ပါတယ်။ဒို့ပေမဲ့ရုပ်ရှင်အတူကြည့်နေရင်မှတ်သားစရာတစ်ခုရသွားတဲ့အိုင်လာဟာဖဆစာအုပ်ကပုံကိုအကျော်မခံတော့ပဲသူ့မှာအမေရောကိုရောမရှိတော့ဘူးလို့ပြောရင်ဆူလီမန်ကိုအဖေလို့ရေရွက်ခဖတ်လိုက်တာကြောင့်အံ့ဩစွာနဲ့သူ့သမီးအဖြစ်စောင့်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့အေဘရလာရောက်မှာတော့တူရကီစာကိုအတော်လေးဖတ်တတ်လာတဲ့အိုင်လာဟာပုံထဲကစပ်ပိန်ကိုသဘော ောကြနေပြီးဆူလီမန်ကိုလက်ဆွဲခေါ်သွားပါတယ်။ပြီးတော့အဝင်းထဲအုပ်ထားတဲ့ဆိုင်ကယ်ကိုပြကစာတေးရဲ့စက်ပိန်လို့ဖော်ကောင်လုပ်သွားတဲ့အတွက်ဒါကိုဘယ်ကရလာလဲလို့ခေါ်မိပါတယ်။ပစ္စည်းအပြတ်တစ်ခုမြင်မပြင်ရမနေနိုင်တဲ့စာတေးတယောက်တူလာသားရဲ့ရိတ်ကပစ္စည်းအချို့ရဲ့နဲ့လဲယူလာခဲ့တာဖြစ်ပြီးပြန်ရောင်းလို့ရရင်အိုင်လာအတွက်ဝတ်စားဝယ်ပေးမယ်လို့ဆိုပါတယ်။အိုင်လာကြောင့်လို့ပြောလိုက်တာနဲ့ဒီမှာတရားဝင်ခွင့်မပြုထားတဲ့ဆိုင်ကယ်ကိုတစားစီပြန်ဖြုတ်ထားပါ။အဲ့ဒါဆိုအရေးမယူတော့ဘူးလို့ဆူလီမန်ကသတိပေးသွားပါတယ်။ပျော်ရွှဲစိတ်တွေကိုအစာကျွေးနေတဲ့အိုင်လာတယောက်စစ်ပွဲမှာပျော်ဟိတ်ဆူလီမန်အောင်အသက်မရှင်နိုင် ိုင်ဘူးလို့ပြောနေကြတဲ့စစ်သည်တွေကြောင့်သူမအဖေကိုပြောနေတယ်ထင်ပြီးသွားတိုင်ပါတယ်။ဒါကြောင့်သူမဟုတ်ပဲစော်ဘွားဆိုလီမန်ဖြစ်ကြောင်းချောမော့ရှင်းပြရင်အိုင်လာကိုစိတ်ပြေလက်ပြောက်တိုးချိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။1952ခုနှစ်ဧပြီလ23ရက်နေ့တူရကီစစ်သားတွေဟာသူတို့ရဲ့မျိုးသားသမီးလေးအိုင်လာနဲ့အတူဂျပန်နိုင်ငံကိုပျော်ရွှင်စွာသွားရောက်လည်ပတ်ခဲ့ပြီးအမတ်တရားဓာတ်ပုံတွေကိုလည်းထုတ်ယူခဲ့ကြပါတယ်။အာလီနဲ့မီဆတ်တို့ဟာတနေကုန်အိုင်လာကိုအပျော်ရွှင်ဆုံးဖြစ်အောင်အားစိုက်ပေးခဲ့သူဆိုလီမန်အားမင်းဟာဒဏ်ရာရငှက်လေးတကောင်ကိုကောက်ယူကူတာပေးခဲ့ပြီးပြီမို့တချိန်မှာသူနဲ့ သက်ဆိုင်ရာကိုပြန်ကွင်းလဲပေးရမယ်လို့တတိပေးကြပါတယ်။ဒါလူသားတယောက်ပေါ်ချစ်မိတဲ့လူတိုင်းအတွက်ထိုနာကျင်ရမယ့်အချိန်ရောက်လာမယ်မှန်သိပြီးသားဖြစ်တော်လဲဆူလီမန်တယောက်တူရကီပြန်ရမယ်ဆိုတဲ့အနာဂတ်ကိုခဏမေ့ထားပြီးအိုင်လာကိုတရုတ်တရနမ်းလိုက်ပါတယ်။နောက်တစ်ရက်ကိုရီးယားကိုခြေချလာလာခြင်းပဲလာကြိုတဲ့စာတစ်ကအိုင်လာရဲ့မိသားစုကိုတွေ့ပြီးထင်တယ်လို့သတင်းပါလာပါတယ်။ဆူလီမန်တို့ဂျပန်ရောက်နေချိန်အိုင်လာကိုသိတဲ့အရသာတယောက်ရောက်လာပြီးသူတို့ကလေးကိုပြန်မပေးရင်ပြဿနာရှာမယ်ဆိုတာကြောင့်သွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။အာလီမသိအောင်ထိုးလူရီနေရာထံတယောက်တည်းရောက်သွားတော့က လေးချီထားတဲ့ကိုရီးယားလူမျိုးမေကလေးတယောက်ကတကားဖွင့်ပေးပြီးအထဲဝင်လိုက်တာနဲ့လူနှစ်ယောက်ကစတင်တိုက်ခိုက်ပါတော့တယ်။ဆူလီမန်စာတစ်ကိုမှာနေတဲ့စကားအားနသွန်နှပြားချလိုက်တဲ့ပီပီကစကားရိအထစ်ထင်ငုံငုံနဲ့အာလီထန်သတင်းပို့ပါတယ်။ဘုံမူကအာလီနဲ့ဆူလီမန်ကိုအခေါ်ခိုင်းနေချိန်အာလီတယောက်စာတစ်ကိုပြသနာချပြီးဘဲကိုသွားလဲသိလားလို့မေးတော့နောက်ကရောက်လာတဲ့အိုင်လာက "तू မသိတယ်"လို့ဝင်ပြောပါတယ်။လိုက်သွားဖို့ကိုလည်းညအချိန်မတော်ကြီးကားထုတ်ယူခွင့်မရှိတာမို့ဆူလီမန်မသိအောင်နေရာပြောင်းဖွက်ထားတဲ့သူ့ရဲ့ဆိုင်ငယ်နဲ့ပျော်ပျော်ကြီးလိုက်ပို့ပါတော့တယ်။ဆူလီမန်ကိုဖမ်းထားတဲ့ ောက်ကိုရီးယားပျောက်ကြားတက်သားတွေဟာအမေရိကန်တွေရဲ့စကန်ဒီနီယာကိုစစ်ကြောမင်းများနေချိန်အာလီတို့နှစ်ယောက်ရောက်လာပါတယ်။အဲဒီနောက်ဆာတစ်ကိုဆိုင်ကယ်အသင်းပြင်ခိုင်းလာပြီးဆူလီမန်ကိုခေါ်ထုတ်ကာထွက်ပြေးခဲ့ကြပါတယ်။အခန်းထဲမှာဘာရီပြောကမှမသိတဲ့အာလီကိုမေးကြည့်တော့အပြင်မှာမင်းတို့ကိုဝိုင်းလာပြီးပြီမို့ငါတို့လူကိုလှုပ်ပေးဖို့ပြောခဲ့တာဖြစ်ကြောင်းနဲ့ထိုစကားကိုအိုင်လာစီကနှုတ်တိုက်တင်ခဲ့ပြီးလိန်နာကိုတော့အမေရိကန်တွေစီကလို့ပြေးရင်းလွှာရင်းရှင်းပြပါတယ်။ဒီလိုနဲ့ဆူလီမန်ကိုမြောက်ကိုရီးယားတွေလက်ကနေပြန်ကယ်နိုင်ခဲ့ပြီမို့ဦးမျိုးနေချိန်နောက်မှာတော့အာလီနဲ့ဆူလီမန်ကိုရှာမတွေ့လို့ဒေါသထွက်နေတဲ့ ယ်ပုံမှုကို PP ကလိန်နေရပါတယ်။ဝမ်းရှော့နေတယ်လို့လိန်နေတဲ့ PP ကြောင့်တန်းတင်ခန်းကိုသွားဆက်ဆေးတဲ့အခါအထဲကမောကြီးပန်းကြီးထွက်လာတဲ့အာလီတို့နှစ်ယောက်ကြောင့်ဆက်စစ်ရေးရှိတယ်လို့မှာပြီးပြန်သွားပါတယ်။နောက်တစ်ရက်အာလီတေလောင်းအောင်သဘောကျနေတဲ့ Marylin Monroe လာမယ်ဆိုတာကြောင့်ဆက်စစ်ရေးကိုမတော်ဘဲအယူတစ်ပိုင်းအားပေးကျင်နေတဲ့အာလီအတွက်အိုင်လာကိုအသုံးချပြီးလက်မရအောင်ယူပေးမယ်လို့ကတိပေးလိုက်ကြပါတယ်။တကယ်တမ်း American စစ်တီအများပြားအတွက်ဖျော်ဖြေရေးလာလုပ်နေသူ Monroe ထံကလက်မရယူဖို့ကမလွယ်လောက်ပေမဲ့ကတိပေးထားတဲ့အတိုင်းအိုင်လာကိုခြေပြီးတိုးဝင်သွားပါတယ်။အိုင်လာရဲ့အခု ညီနဲ့ပဲ4 early ဆိုတဲ့ postcard မှာ Monroe ရဲ့လက်မှတ်ကိုရယူနိုင်ခဲ့တော့လဲစစ်စင်ရေးမှာ Monroe ရဲ့ပုံကိုတသိသိကြည့်နေသူ early တယောက်သူလိုချင်တဲ့ postcard လေးကိုတော့မမြင်လိုက်ရပဲ Jando Sniper လက်ချက်နဲ့တိုက်ပွဲကျသွားပါတော့တယ်သူ့ပေါ်အမြဲလို့စောင့်ရှောက်ပေးခဲ့သူ early ကြဆုံသွားချိန်မှာထိမင်းရောင်ငိုနေမိတဲ့ Suliman ကိုသူမဘယ်တော့မှမထားခဲ့ပါဘူးလို့အိုင်လာကနှစ်သိပ်ပေးပါတယ်1952ခုနှစ်ဇူလိုင်လကိုရီးယားကိုရောက်တာတနှစ်ပြည့်ပြီဖြစ်တဲ့ Suliman တို့တူရကီတပ်သားတွေကအိမ်ပြန်ခွင့်ရတော့မှဖြစ်ပြီးထိုနေရာကိုတပ်သားအသစ်တွေနဲ့အစားထိုးမယ်လို့ကြေညာလိုက်ပါတယ် ်ထိုစကားကိုကြားသွားတဲ့အိုင်လာတယောက်ဘာမှကြွေးလို့မရတော့အောင်စိတ်တိကိုက်နေရမို့သူ့ဆန်နားနဲ့သူဆက်နေပြီးနောက်တစ်ခေါက်မှအိမ်ပြန်လာမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒီတော့မှအိုင်လာလည်းပုံမှန်ပြန်ဖြစ်သွားသလိုဆူလီမန်ကတော့သူ့ရဲ့လက်ဟင်မှုတွေအတွက်နူရန်စီစာရေးခဲ့ပြီးနောက်တစ်နေရာမှာတာဝန်ထမ်းဆောင်ရအောင်မယ်လို့အသိပေးလိုက်ပါတယ်အိမ်ပြန်ကြတော့မှဖြစ်တဲ့လူကောင်းတွေဟာဆူလီမန်နဲ့အိုင်လာတို့ကိုနှုတ်ဆက်သွားကြပါပြီအိမ်ပြန်မလာရသေးတဲ့ချီရသူအတွက်ရေဒီယိုကတချင်းတောင်းခဲ့တဲ့ညူရန်ကြောင့်ချက်ချင်းပြန်သွားလိုက်ချင်တော့လေအိုင်လာမပါဘဲသူ့အိမ်ပြန်မှာမဟုတ်ဘူးလို့ကလေးကိုဂတိပေးလိုက်ပါတယ်အရာရှိတွေဘ ကကြည့်ရင်သူတို့တတ်မှတ်ထားတဲ့စီကံအရာဆူလီမန်ကိုဆက်လက်တောင်းဝန်ထမ်းဆောင်ခွင့်မပေးနိုင်တော့သလိုအိုင်လာမပါပဲအိမ်မပြောင်းခြင်းနဲ့ဆူလီမန်ကြောင့်ဇက်လန်းနေရှုပ်နေပါတယ်နောက်ဆုံးတော့ဗိုလ်မှူးကြီးကဆင့်ခေါ်ကလာမဲတောက်ကြနေတင်းမောနဲ့မဖြစ်မနေအိမ်ပြန်လိုက်ခဲ့ရမှာဖြစ်ပြီးအိုင်လာအတွက်ကိုတော့အသက်ဖွင့်ထားတဲ့မိဘမဲ့ခေယာမှာအဆင်ပြေအောင်စီစဉ်ပေးမယ်လို့အမိန့်ပေးလာပါတယ်နှစ်ယောက်စလုံးတို့ကဒီတဲ့ပူဆိုးမလာခင်တန်ရောစဉ်ဖြတ်မရတော့မဲ့အခြေအနေမျိုးအိုင်လာနေခဲ့ရမဲ့ခေယာကိုသူကိုယ်တိုင်လိုက်ကြည့်ပြီးစိတ်ချချင်ခဲ့တယ်ဆိုကထွက်လာခဲ့ပါတယ်ခေယာကိုရောက်လာတော့သူမပါပဲအထဲမွန်ခြင်းနဲ့အိုင်လာကိုလိုက် က်ပို့တဲ့အခါနေရအသည့်တငယ်ချင်းသစ်တွေနဲ့ပြုံးပြော့နေသူအန်လာကိုလိုက်ကြည့်နေမိပါတယ်။မိဆက်ပြောသလိုပဲသူကားယူကူတာပေးခဲ့တဲ့ငှက်ကလေးဟာပြန်ချိန်တန်တဲ့အရွယ်ရောက်လာပြီမို့စိတ်ပိုင်းဖြတ်ပြီးအပြင်ထွက်လာခဲ့ပေမဲ့ဖခင်ကိုမျက်ခွေရောက်တာနဲ့ပြန်လိုက်ရှာတတ်သူအန်လာကတော့နောက်ကလိုက်လာပြန်ပြီဖြစ်ပါတယ်။ဘာမဟုတ်တဲ့အချိန်တွင်းမှာဖြစ်တည်လာတဲ့တန်ရုံးစဉ်ဂျိုးလီအတွက်သူ့အထကိုရှေ့တန်းတင်ပြီးအန်လာကိုကြောင်းကားပြန်ခေါ်မိခဲ့ပြန်ပါတယ်။အဲဒီနောက်ခီးဆောင်အိတ်ကိုအပေါက်ဖောက်ကသူအိမ်ပြန်မဲ့ခီးမှာအန်လာကိုထဲ့တဲ့သွားဖို့အထီးစဉ်းစားခဲ့ပြီးအဲဒီအချိန်ကျရင်အတန်လုံးဝမထွက်ဖို့မှာနေပါတယ်။ ဒီလိုနဲ့သင်းမောတန်းရတော့မဲ့အချိန်ရောက်လာပြီမို့လက်ဆွဲတက်တာကိုဂယုတဆိုင်တဲ့ကစရင်ပေးဖို့ပြင်ပါတယ်အနှဲငယ်ရစ်ချင်နေတဲ့စိတ်ကန်းအရာရှိကိုလည်းအိတ်ကြီးထဲမှာတိုဂျိုကအမတရားပစ္စည်းတွေအိမ်ပြန်တယ်သွားမှလို့လိမ့်လည်ရင်သင်းမောပေါ်တက်ခွင့်ရပြီမို့ချိန်ပြော်နေပါတယ်ဒီအချိန်ဂေယာကဆီယာမနဲ့မိဆက်တို့လိုက်လာပြီးခလီမလေးဘယ်မှာလဲလို့ဝိုင်းမင်းနေကြသလိုနောက်ကပါလာတဲ့တပ်သားတွေကပါအိတ်ကိုဖွင့်စစ်ကြည့်တဲ့အခါတိတ်တိတ်လေးလိုက်လာတဲ့အိုင်လာကိုတွေးလိုက်ရပါတယ်ဒီကိစ္စကြောင့်ပဲကိုရီးယားတို့ဘက်ကအကြီးကျယ်ဒေါသထွက်ခဲ့ကြတာမို့ဆူလီမန်ကိုအေးမယူရန်မိဆက်ကဖြန့်ပြေးပေးခဲ့ရပြီ ီအိမ်သာအမြန်ပြန်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့တူရကီကထွက်လာစဉ်ကဘာမှပါမလာပဲခြံထားခဲ့ရသလိုတူရကီကိုပြန်နဲ့ခီးမှာတော့တိုးတငယ်ချင်းကောင်အာလီကိုဆုံးရှုံးခဲ့ပြီးပြီမို့အဲ့ဒီအတွက်အသာထိုးနိုင်ဖို့အိုင်လာမပါပဲအိမ်မပြန်ဘူးလို့သာပြောပါတယ်။မိဆာကတော့စစ်ပွဲကြီးလဲပြီးဆုံးခဲ့ပြီးမို့တူရကီကိုအရင်ပြန်ပြီးဘဝတစ်ခုတည်ဆောက်လိုက်ပါ။နောက်တစ်ချိန်အေဂျင့်နေပြီးဖြစ်တဲ့ကိုရီးယားကိုမိသားစုနဲ့အတူပြန်လာပြီးအိုင်လာကိုလက်တွေ့ရန်အဖြေတစ်ခုပေးရင်နားချခဲ့ပါတယ်။ဒါကြောင့်ပဲဝမ်းနဲ့နေတဲ့အိုင်လာကိုဖခင်တယောက်အနေနဲ့မကြခင်ချင်းသိပေါက်ပြန်လာခဲ့မယ်လို့ဂတိထက်ထက်ပေး ေးကနောက်လက်မကြည့်ပဲသင်းမောပေါ်တက်ခဲလိုက်ပါတော့တယ်1952ခုနှစ်တူရကီကမွေးရမြေထံပြန်ရောက်လာတဲ့ဆူလီမန်ကိုတငယ်ချင်းလက်မယားကလာချိုပြီးမဲ့သူ့ချစ်သူနူရမ်မလာတာကြောင့်ခွင့်မရလို့လားအံ့ဩအောင်လှုပ်ဖို့လားလို့မိကုံးများစွာမိခဲ့ပေမဲ့ဒီຫນွေဦးမှာဆိတ်ဆက်သွားတာသူတို့တွဲတယ်မဟုတ်ဘူးဆိုတဲ့စကားနောက်မှာတော့နူရမ်နဲ့တွေ့တွေ့ခဲ့ပါတယ်အားလုံးကခလေးမလေးတယောက်ကြောင့်အိမ်ပြန်နောက်ကျခဲ့သူဆူလီမန်ရဲ့အဖြစ်တွေသာဖြစ်ပြီးသူမဆိတ်ဆက်လက်ဆော့ရခဲ့တယ်လို့ဆူလီမန်လည်းဂုံတိုးဆောင်ဆူရသိမ့်များစွာထပ်ရပါသေးလို့ရိုးရိုးရှင်းရှင်းပဲနှုတ်ဆက်သွားခဲ့ပါတယ်ဘဝတစ်ခုကိုအရင် တီထောင်လိုက်ပါပြီးရင်ကိုရီးယားကိုပြန်လာပြီးအိုင်လာကိုလာရှာပါဆိုတဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်ရခင်မိဘချင်းသဘောတူထားတဲ့နေမက်ကိုလက်ထပ်ယူခဲ့ပြီးနောက်၅လအကြာအစ္စတန်ဘူမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်အိမ်ကအသောဆုံးထွက်ပြီးတာဝန်ကျရာနေရာမတော်ခင်မဖွင့်သေးတဲ့ကိုရီးယားတန်ယုံထံဝင်ပါတယ်မနက်၉နာရီကနေညနေ၅နာရီအတွင်းသာဖွင့်လာမှုညနေသောဝင်ဖို့ပြင်ထားပေမဲ့အရေးပေါ်တာဝန်တွေကကြောက်လာပြန်ပါတယ်ရက်ပေါင်းများစွာထိုတိုင်းဖြတ်သန်းလာပြီးမှတော့ဇနီးသက်နေမက်ကဒီနေ့လက်ဖက်ရည်မတော့ပဲအလုပ်မသွားရဘူးလို့တားမြစ်ခဲ့ပြီးကိုရီးယားကလေးမလေးအကြောင်းဆွေးနွေးရ ောင်လို့ပွင့်လင်းစွာပြောလာပါတယ်ဒီလိုနဲ့နီမတ်ဟာဆိုလီမန်ထံကနေအိုင်လာကိုဘလို့စားတွေ့ခဲ့ပုံတွေသူကိုယ်တိုင်နာမည်ဘလို့ပေးခဲ့တာတွေကစလို့ခလေးကိုထားခဲ့ပြီးပြန်လာတဲ့အဆုံးဇက်လန်ဆုံးအောင်နားထောင်ရင်ပရမတ်ဆုံးအနေနဲ့လင်မယားနှစ်ယောက် အကြဆုံးပြောပြတဲ့စကားဝိုင်းဖြစ်ခဲ့သလိုဆိုလီမန်ရဲ့သမီးကလည်းသူ့သမီးမို့ကိုရီးယားတန်ယုံကိုဘာတွေသွားလုပ်ရမှာလဲလို့မိကသူမကိုယ်တိုင်လိုအပ်တဲ့ကိစ္စတွေစီစဉ်ခဲ့ပါတယ်ဒီတော့မှခလေးတယောက်ကိုဖတ်တွယ်ထားမိလို့သူ့ကိုခြံထားရစ်ခဲ့တဲ့နူရန်နဲ့ရှင်လိုက်ရင်နီမတ်ဟာသူ့ပေါ်များသောအလေးထားတဲ့မိမကောင်းလေးလို့လည်းယုံကြည်သွားပါတယ်ရက်ပေါင်းများသောအက ြာမှာတော့သူ့သနီးရဲ့ကြိုးစားမှုနဲ့တန်ယုံရာရှိကိုဝင်တွေးခွင့်ရခဲ့တော်လဲကိုရီးယားစစ်ပွဲဟာဆက်လက်ပြင်းထန်နေသေးမှုအိုင်လာဆိုတဲ့နာမည်ကိုလည်းရှာဖို့မလွယ်ကူဘူးလို့အသိပေးလာတဲ့အတွက်စိတ်ဓာတ်ကျသွားပါတယ်သူ့သမီးဟာသူပေးထားတဲ့အိုင်လာဆိုတဲ့နာမည်ကိုမှမေ့သွားတာလားအဖေပြည့်သူရှာနေတာကိုမမှန်မိတော့ဘူးလားဆိုတဲ့အတွေးပေါင်းစုံနဲ့စစ်ပွဲကြီးပြီးရင်တော့သူကိုယ်တိုင်သွားပြန်ရှာမယ်လို့အာတင်းထားလိုက်ပါတယ်58နှစ်ကြာပြီးတဲ့နောက်1999ခုနှစ်မှာဖြစ်ပွားခဲ့တဲ့မာမာရာငလင်ကြောင့်စူညံတန်နေတဲ့အတူပတ်ဝန်းကျင်မှာလူတွေကသရုပ်လင်များကိုအစဉ်ပြေရလာလို့ဝိုင်းမေးနေကြ ပါတယ်။ပြင်အား9.6တိရှိခဲ့တဲ့ငလင်ကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးကြက်ရိုက်နေချိန်မှာဆူလီမန်ကတော့အိမ်ထဲပြန်ဝင်ပြီးသူနဲ့အိုင်လာရဲ့ဓာတ်ပုံတွေကိုထိုင်ကြည့်နေပါတယ်။စစ်ပွဲတစ်ပွဲကပြန်လာသူဟာတေချင်းတရားကိုအောင်နိုင်ခဲ့သလိုလက်ကျန်ဘွားကိုတံပိုးရှိသုံးလုံးမှတ်ယူဖျက်ဆီးခဲ့ပေမဲ့နှစ်90တိုင်အောင်မတီးနိုင်သေးတဲ့ဂရီကိုသူမတီးခင်တီးကျင်တယ်လို့ရည်ရွတ်နေပါတယ်။နောက်တစ်နေ့တူရကီရဲ့ငလင်အတွက်ကိုရီးယားနိုင်ငံသားတွေပါလာကူညီပေးနေရကြောင်းမစ္စတာဆူလီမန်ရဲ့သမီးအိုင်လာများပါလာအောင်မလားလို့ဘေးကရည်ရွတ်သွားပါတယ်။နှစ်90တိုင်တိုင်သွေးမတော်သားမဆက်တဲ့မွေးသား မီးကိုမေးမြရခဲ့တဲ့ဆူလီမန်အတွက်နီမာဟာလည်းအကောင်းဆုံးအဖော်ပြုပေးခဲ့ပါတယ်။2002ခုနှစ်ဇွန်လ29ရက်နေ့တောင်ကိုရီးယားနဲ့တူရကီတို့ရှင်ပြိုင်နေကြတဲ့ FIFA ကမ္ဘာဖလားပွဲစဉ်ကို TV ကကြည့်နေတဲ့ဆူလီမန်ဟာသူ့သမီးအရင်ရဲ့စကားတွေအားမကြားကျင်တော့တာနဲ့အတန်ချဲ့လိုက်ပါတယ်။တနေ့လုံးတညလုံး TV ရှေ့မှာအချိန်ကုန်နေပြီးအိပ်ပျော်သွားကြတယ်။အိုင်လာကသူမရောက်လာပြီးပပားဆိုတဲ့အိမ်မက်ကိုမြင်မှတ်ခဲ့ပါတယ်။နောက်တရက်ခုံမမင်းနေတုံးဇနီးပြည့်သူနီမာကတောင်ကိုရီးယားသတင်းတောက်ဟာအိုင်လာကိုကူရှာပေးမယ်လို့ဆက်သွယ်လာကြောင်းအသိပေးလာပါတယ်။260တိုင်လာပြီဖြစ်တဲ့ကိုရီးယား ားသက်ပွဲကြီးအတွင်းကရှင်ချန်သူတွေကိုအင်တာဗျူးလုပ်တဲ့အခါကလေးတယောက်ကိုကယ်ခဲ့ဘူးတဲ့တက်ချက်ကြီးဆူလီမန်အကြောင်းပြောပြကြတာမို့ဒီဇက်လန်ကိုလည်းရိုက်ကိုရင်ဆူလီမန်ရဲ့အိုင်လာကိုပြန်ရှာပေးခြင်းတဲ့အကြောင်းပြောလာပါတယ်ဒီလိုနဲ့ဆူလီမန်တရုတ်တရသိမ်းထားတဲ့အိုင်လာရဲ့တပ်ပုံတွေကိုတောင်းယူလာတဲ့သတင်းတောက်တွေဟာဆိုးကနိုင်ငံတော်မှတ်တမ်းရုံးကိုရောက်လာကြပါတယ်ထိုစဉ်ကမီးလောင်မှုတစ်ခုကြောင့်အချက်လက်တော်တော်များများဆုံးရှုံးခဲ့ရပြီးအိုင်လာတက်ခဲ့တဲ့မိဘမဲ့ကလေးချောင်းလည်းပိတ်သွားခဲ့တာမို့နာမည်အချင်းကိုသိရမှဖြစ်မယ်လို့ဆိုပါတယ်ဒီတော့ထိုချောင်းမှတက်ခဲ့ပြီးဘွဲရသည့်အထိအဆက်အသွယ်မပြတ်ကြတဲ့ကလေး၆ယောက်စီးရင် င်းကိုပြုစုကတယောက်ယောက်ကတော့အိုင်လာကိုမှတ်မိမှာမို့တွားတွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်တည်င်းတော်ဟာဆူလီမန်စီပြန်ရောက်လာပြီးအိုင်လာနဲ့တဒန်းနဲ့တက်ခတ်သူတွေရဲ့စကားအရထိုအချိန်ကတူရကီစစ်သားတယောက်လာပို့ပေးသွားတဲ့9နှစ်6နှစ်အရွယ်ကလေးမလေးကိုအတိအကျမှတ်မိကြောင်းအခြားကလေးတွေနဲ့ရောနှောမနေပဲကြောင်းတစ်ကြောင်မှာပဲနေလေးရှိပြီးသူမဖေကပြန်လာရှာမှာလို့အမဲပြောနေတတ်ကြောင်းနဲ့တူရကီနိုင်ငံတော်တချင်းရရင်သူနဲ့အတူနေခွင့်ရမယ်လို့လိန်ပြောခဲ့မှုတာကြောင့်နိုင်ငံတော်တချင်းတင်ပေးချိန်မှာတော့ရှေ့ဆုံးကအကျယ်ဆုံးဖြစ်အောင်လိုက်ဆိုတတ်ကြောင်းပြောပြပါရတယ်။သူတို့ထက်အိုင်လာအချောင်းကိုတဘွာ ားလုံးစိတ်ဝင်စားခဲ့တဲ့ဖခင်ဖြစ်သူကြောင့်ဆူလီမန်ရဲ့သမီးအရင်းဟာတည်င်းတော့ကိုအိုင်လာအကြောင်းနဲ့ပတ်သက်ပြီးနောက်မလာဘူးမောင်းထုတ်လိုက်ပါတယ်။ဒါကိုကြားသွားတဲ့ဆူလီမန်ကဖခင်ဆိုတာသားသမီးတွေကိုပေးထားတဲ့ကတိအတိုင်းတီအောင်လှုပ်တတ်ကြတယ်လို့ချုံမော့ရင်သူ့ကျမ်းမာရေးအတွက်စိုးရင်နေတဲ့သမီးဖြစ်သူကိုစိတ်မပူရန်မှားလိုက်ပါတယ်။တစ်ဖက်မှာကိုရီးယားဘက်မှတည်င်းတော့ကတကယ်အိုင်လာအစ်စ်ကိုတွေးပြီးလို့အတိလံပေးခဲ့ပြီးလက်ရှိနာမည်အရင်းကကင်အုံးကြလို့ပြောပြပါတယ်။ငယ်စဉ်ကတည်းကဒုက္ခမျိုးစုံနဲ့အိုင်လာဟာအခုတိမငြိမ်းချမ်းသေးတဲ့အတွက်လူတွေနဲ့ဆက်ဆံရခက်ခဲနေတယ်ဆိုပေမဲ့ရှာနေတဲ့လူရှိတာက ောင်းသွားတွေ့ရန်ဖုန်းဖြတ်လိုက်ပါတယ်အကယ်၍ကင်ဦးကြာကသာမစ္စတာဆူလီမန်ကိုအခုတိမတ်မိနေဦးမယ်ဆိုရင်တို့ကြိုးစားရတာလဲထိုက်တန်တယ်လို့ယူဆလိုက်ပါတယ်ဒီလိုနဲ့တိုက်ခန်းမှာတအူးတဲ့နေထိုင်နေသူအမျိုးသမီးကြီးထံရောက်သွားပြီးအိုင်လာရဲ့ငယ်ဘောတပ်ပုံတွေကိုထုတ်ပြလိုက်တဲ့အခါသူမဘလို့လုံးမိနိုင်မှလဲပပားလို့ရေရွရင်မစ္စတာဆူလီမန်အသက်ရှင်နေသေးလားလို့တတိတရမိပါတယ်2020ခုနှစ်ခင်မီတိုးတက်နေပြီဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံရဲ့ဆိုးမျိုးထံဆူလီမန်တို့ဇနီးမောင်နှံရောက်လာကြပါတယ်ငါးနှစ်ရွယ်ကလေးတယောက်ကို1951ခရဲက2010ဒီတိုင်အောင်တရက် မှမေးလို့မရပဲစုံသန်းနေသူမစ္စတာဆူလီမန်နဲ့သူမရဲ့မွေးသားဖခင်နဲ့တွေ့ဖို့စိုးကိုလိုက်လာပြီးဖြစ်တဲ့ကင်ဦးကြတို့ပြန်လည်တွေ့ဆုံဝင်ရသွားပါတယ်။နှစ်နှဲငယ်လောက်သာရှိခဲ့တဲ့တန်ရောစဉ်ဆိုပေမဲ့အိုင်လာအထွတ်အခက်အခဲဆုံးအချိန်မှာအတူရှိပေးခဲ့တဲ့သူမမွေးသားအဖေကိုမေးလို့မရနိုင်ခဲ့ပဲမစ္စတာဆူလီမန်ရဲ့နောက်ဆုံးနေ့2019ခုနှစ်အထိအတူပြန်လည်နေထိုင်ခွင့်ရခဲ့ပါတယ်။ကဘာတဝမ်းကစစ်ပွဲတွေကြောင့်အိုင်လာလိုစစ်ပေးတဲ့ကလေးတန်းပေါင်းများသောဟာစစ်ပွဲတွေအကြမ်းဖက်မှုတွေကြားမှာအသက်ရှင်ဖို့ခက်ခဲစွာကြိုးစားနေရတဲ့ဖြစ်ပါတယ်။